်ကထိန်ခေကာလမှာကထိန်သင်္ကန်းဆက်ကတဲ့ဆိုတာတန်ကြီးကသင်္ကန်းအဖြစ်ဆက်ကတာဖြစ်တယ်ဆရာတော်တပါးပါးကိုဥတီပြီးဆက်ကတာလည်းမဟုတ်ရဘူးเนาะတန်ခိကဆိုဒီမှာအများပိုင်းသင်္ကန်းတန်ခါအများကိုလှူဒါန်းတာမို့တန်ကတ္တဒီမှာလို့ တူတဲ့လှူတာကိုသွားပြီးတန်ခါတတိမလို့မလှူနဲ့ပေါ့ပုဂ္ဂိုလ်လှူတယ်ဆိုလို့ရှင် ပွဲနာမဖြစ်ဖြစ်စေအာသမတော်ဒီမအရှင်ဘုရားအလှူပါတယ်ဆိုရင်ဒါပုဂ္ဂလိကတန်ခါတတိမဆိုလို့ရှင်ကျောင်းနိုင်ဆရာတော်ကြီးကနေစပြီးတော့နောက်ဆုံးကိုရင်ထီအောင်သူတပည့်တော်ယဟန်တော်တွေအားလုံးတန်ခါအားလုံးပိုင်တဲ့ပစ္စည်းဖြစ်သွားတယ် ကထိန်သင်္ကန်းဆိုတာတန်ခါအလုံးပိုင်တဲ့ပစ္စည်းပဲဖြစ်ရမယ်။ပုဂ္ဂိုလ်ပိုင်တဲ့ပစ္စည်းနဲ့ကထိန်ခင်းလို့မရဘူးရှေးဥစွာကထိန်နေရာသင်္ကန်းဆိုတာတန်ကိကစစ်စစ်ဖြစ်ရမယ်။တန်ခါကိုလှူတာပဲဖြစ်ရမယ်။အဲ့ဒီတန်ခါကိုလှူတာမှတန်ခါကကထိန်ကန်ဆောင်တဲ့အခါမှာကထိန်ခင်းတဲ့အစီအစဉ်ကိုဆောင်ရွက်မဲ့တကြွနားလဲတဲ့ယန္တပါးကိုဒီသင်္ကန်းကို ကထိန်ခင်းဖို့တောင်းဝန်ပေးပြီးသူ့ကိုအနှံလိုက်တယ်သူကကထိန်ခင်းကြံတဲ့ကိုတော့သာရုခွန်ရင်ဒါကထိန်ကံထမ်းမြောက်တယ်လို့ဆိုတယ်နော်ဒီလိုဘာလို့လှုပ်ထားတာတော့ဆိုရှေးခေတ်နဲ့ရှေးစနစ်လို့ပြောမှာခနေခေတ်အတွက်တော့ဒီလောက်ချီမဟုတ်ရှေးခေတ်ရှေးစနစ်ဆိုတာရသော်ဗျာလက်ထက်တော့ကရန်တော်တွေဟာသင်္ကန်းရှားပါးကြတယ် ပန္နကုသင်္ကန်းစသည်ဖြင့်ရှားပွေဝေယုံကြရတယ်။သွားရလားမလဲပဲဒီသင်္ကန်းကြီးတွေယူဆောင်သွားကြရတယ်။ကျောင်းနေအလုံးအောင်လည်းတိုင်းကကျောင်းနေဖြစ်လို့။တန်ဃာတွေကလည်းပဲယခုလိုကိုကျောင်းနိုင်ကိုသတင်းသုံးပြီးပရိယတ္တိစာပေကိုလုံးကြတာမဟုတ်ဘူး။ဟို။တရဝင်ဝါရဝင် အောက်မှလုံးလို့ကိုချမ်းသာရကြွပြီးတော့ဘုန်းကြီးကျောင်းဆိုရင်ပဲကျောင်းပဲဖြစ်ဖြစ်ဝင်နေလို့ရတာပေါ့နော်။ ရှေခေတ်တုန်းကဘယ်เจ้าပဲဖြစ်ဖြစ်เจ้าပိုင်ရင်လို့မရှိဘူးတန်ကြီးကเจ้าနေကြီးပဲအဲ့ဒါပဲဝါကြီးတဲ့ပုဂ္ဂိုလ်ရလာရင်ဝါငယ်တဲ့ပုဂ္ဂိုလ်တွေအဖယ်ပေးရစီနီယာဂျူနီယာအတိုင်းပဲလိုက်နာကြရတယ်အဲ့ဒီစနစ်ကြီးလိုက်လာရတဲ့အခါဝါကျွပြီဆိုတာနဲ့ဘဝရဏပြုပြီးယဟန်နေဟာကိုနေထိုင်ရာသတင်းတော်အเจ้าမမနေချတော့ပဲနဲ့ မိမိတို့အစဉ်ပြေရာအကြောင်းတွေကိုစတင်ထွက်ပြီးရောက်တဲ့နေရာမှာနေကြတာဆိုတော့တချို့အကြောင်းတွေမှာတန်ခါးတွေကများလာတာရှိတယ်။များလာလို့ရှိရင်အဲ့ဒီအကြောင်းမှာသင်္ကန်းကများစွာမရှိဘူး။ဥပမာသင်္ကန်းလျာအခုလို ready made ချုပ်ဆိုးထားတာမရှိဘူး။မရှိတော့ပိတ်အုပ်တို့ပိတ်အပိုင်းစားတို့ဒါမျိုးပဲလှူချတာရှိတော့အဲ့လိုလှူလိုက်တဲ့အခါမှာ ဒီကျောင်းထဲရောက်လာပြီဆိုရင်အဲ့ဒီကောင်တွေကတန်ခိကသင်္ကန်းဆိုရင်တို့ကပိုင်ဆိုင်ခွင့်ရှိသွားတယ်ရှိသွားတော့နောက်ရောက်လာတဲ့ကိုရောတွေကိုမျှဝေပေးရတယ်မျှဝေပေးတော့ဒီသင်္ကန်းတန်ခိကဆိုရယ်ပိတ်အုပ်ကိုမျှဝေပေးလိုက်ရင်တန်ခါ900တထောင်ဆိုရင်လက်တော်စီလောက်ပဲရသင်္ကန်းချုပ်ဖို့မဖြစ်နိုင်တော့အဲ့လိုပဲစုဆောင်းပြီးတော့မှတဖြည်းဖြည်းမှသင်္ကန်းဖြစ်ကြတာဖြစ်တယ်ဒါမှမဟုတ်သင်္ကန်းတွေဟာအပိုင်ပိုင်ပြတ်ပြတ်ပြီး အနှစ်ပတ်လောက်ရတဲ့သင်္ကန်းမျိုးရှိတယ်။အိမ်ဝန်းကြီးလို့ခေါ်တဲ့လယ်သားကြီးရတာတော့ရှိတယ်။အခေါ်တွေသင်္ကန်းတွေမှာစင်ကေးရကားတို့ခီဝေးရကားတို့အလျာနံပါတ်အနှစ်ပတ်အနံနှစ်ပတ်တို့အဲ့ဒါလို့ခေါ်တွေအတိုင်းအသုံးပွင့်မဲ့နေရာလေးမှာဆက်ပြီးတော့ချုပ်ကြ။အဲ့တော့သင်္ကန်းတစ်ထည့်ဖြစ်ဖို့ဆိုတော့တော်ခဲနေ။အဲ့တော့ ဝါရင်းကလာဒီเจ้าမှာထိမ့်သိမ်းဆော့ဆော့ပြီးเจ้าဆော့ဦးတွေမပြတ်အောင်မိုးတွင်မှာတမိုးကျောင်းအောင် နေထိုင်တဲ့ကိုတော်တွေအတွက်နောက်ကရောက်လာတဲ့ကိုတော်တွေများလာလို့ရှင်သူတို့အတွက်သင်္ကန်းခက်ခဲကြုံရတယ်ပေါ့ဒါကြောင့်မို့မြတ်စွာဘုရားအကာအဝယ်တစ်ခုအနေနဲ့ပြည့်ညတ်ပြီးသားဝိနည်းသိက္ခာပုဒ်တွေကိုပြန်ပြီးတော့အခွင့်အရေးတစ်ခုပေးတဲ့အနေနဲ့ကထိန်သင်္ကန်းခွင့်ပြုတာဖြစ်တယ်ကထိန်သင်္ကန်းကိုရရှိပိုင်ဆိုင်ပြီးကထိန်ခင်းတာလို့ရှင် ဒီဒီចောင်းတိုင်ဥပမာပဲမဟာသီဝရောင်းចောင်းတိုင်သူနောက်ထပ်အာဂန္ဓုဘလောက်လာလာကထိန်ခင်းတာလို့ရှိရင်တန်ကိကသင်္ကန်းဖြစ်လာလို့ရှိရင်ဝါကျွတ်တဲ့ဝါရင်းမှာနေတဲ့ကိုရော်ရီနဲ့သာသက်ဆိုင်သွားနောက်ထပ်ရောက်လာတဲ့ကိုရော်ရီနဲ့မဆိုင်ဘူးပေးခြင်းပေးမပေးခြင်းနေရသွားတယ်တန်ကအဲ့ဒီလိုအခွင့်အရေးမျိုးတွေပေါ့လေရှေခေကပုံစံမျိုးတွေနဲ့ အဲ့လိုခွင့်ရမျိုးရစေတော့ငါမြတ်စွာဘုရားကကထေသင်္ကသာစတင်ခွင့်ပြုခဲ့တာဖြစ်တယ်ပေါ့တော့ဒီနေ့ခေတ်ကတော့ဒီပုံစံပြောင်းလဲသွားတယ်နည်းနည်းပြောင်းလဲသွားတော့ရဟန်းသံဃာတွေအတွက်တော့အကျိုးကျေးဇူးကတလောက်ကြီးကထေညောင်းကျိုးကျေးဇူးရရှိတာမထင်ရှားတော့ဘူးမရဘူးတော့မဟုတ်ဘူးမထင်ရှားတော့ဘူးလူတိုင်းအဲ့တဲ့ဒကာတော်မတွေဘက်ကတော့ ဒီအကျိုးကျေးဇူးတွေဟာလှူရတဲ့ကုသိုလ်ကောင်းမှုရဲ့အကျိုးကျေးဇူးတွေကတော့မပြတ်ဘူးလို့ဆိုအောင်ပါပဲเนาะရုပ်လျော့သွားတာမဟုတ်ဘူးမိမိတို့ရဲ့ရင်းနဲ့နှလုံးထဲမှာသာသနာတော်နဲ့ဆက်တဲ့ဒါနကောင်းမှုလုံးလိုက်ရပြီဆိုရင်နည်းနည်းလောက်တွေးကြည့်လိုက်နည်းနည်းလောက်တွေးကြည့်လိုက်လို့ရှင်တန်တရာကြီးတစ်ခုလုံးဟာဘယ်လောက်ရှည်တယ်ဆိုတာလည်းမသိဘူး ဖျားပွင့်တယ်ဆိုတာလေတဆူပွင့်မှုအတွက်လေးတင်ချင်းနဲ့ကဘာတသိန်းဆိုဒီပါရမီဖြည့်ရတာဆိုတာအဗ္ဗဓမ္မကြားတယ်လေးတင်ချင်းဆိုတာမရေမတွက်နိုင်တဲ့ကဘာပေါင်း၄ခါကြုံတယ်လို့ပြောတာနော်ရေတွက်လို့မရတော့အောင်မှတ်တမ်းတင်လို့မရတော့အောင်ကြာရှည်လို့လေးလို့ပြောတာအဲ့ဒီဖျားမပွင့်တဲ့ကဘာတွေနဲ့ညာစွာကြာပြီးတော့အဲ့ဒီလို၄ခါကြုံပြီးတဲ့နောက်မှာရေတွက်လို့ရတာကတသိန်း ခြေတွက်လို့ရတာတည်းမဲ့တသိန်းဆိုများလာပြီလေကဘာဆိုတာအီယံခေါ်အဲ့မတမ်းမှရှင်းလျားတဲ့အချိန်ပိုင်းကြီးတစ်ခုကိုပြောတာအခုဒီကဘာကိုကြည့်ကဘာဆိုတာခုခေတ်နဲ့ပြောကြရင်တော့အတ်ပလန်နက်ပေါ့ဒီကဘာချိုကြီးဟာဒီချိုကြီးဟာမပြတ်မစည်တည်ရှိနေတဲ့ဒီကဘာချိုဒီနေရာဒီတောင်ကျွန်းမှာဖျားလေးစုပွင့်ပြီးသွားပြီ နောက်ထပ်အရိမတိယဖျားပွင့်ပြီးသွားရင်ဒီကဘာကြီးကပျက်စီးသွားမှာပျက်စီးသွားမယ်အဲ့ဒီလိုကဘာဟာတခုပဲရေးတွက်တာနော်ဖျားလေးစုပွင့်သွားပြီမယ်ဖျားငါးစုပွင့်တော့တဲ့တကဘာလို့ပဲရေးတွက်တယ်အဲ့ဒီလိုကဘာပေါင်း၄တင်ချိန်နဲ့တသိန်းကြာမှတစုပွင့်နိုင်တယ်ဆိုတော့ဖျားတစုဖြစ်ဖို့ဆိုလွန်ခဲဖျားပွင့်ပြီးတော့မြတ်စွာဘုရားကတရားဟောလို့သာသနာတော်နဲ့ကြုံကြိုက်တဲ့အခါမျိုးမှာ ကဋ္ဌိနစေဝရဒါနကထိန်လူဆိုလူတို့ရတယ်လို့ဒါဘုရင်သမိုင်းနေပါလေမှာကြည့်မဲ့ဆိုလို့ရှင်အစဉ်ဆက်ဒီတိုင်းဖြစ်လာခဲ့တာပေါ့နော်လောကကြီးရဲ့ထုံတန်းစင်လာတွေဟာဒီအခြေအနေတွေသာပြောင်းလဲသွားတော့လဲပဲဓမ္မနိယမရဲ့သဘောတရားဆိုတာဘယ်တော့မှမပြောင်းဘယ်တော့မှမပြောင်းဘူးဆိုတာတွေကဘာလဲတော့ဆိုအရှိကနေထွက်တယ်နော်ဒီပုံစံလို့ဆိုလို့တာပေါ့ ကဘာကြီးကလည်းပတ်နေတယ်နေရီလာရီနဲ့ဖွဲ့စည်းထားတယ်ဆိုတော့ဒီပုံစံကတော့ပြောင်းလဲမှာမဟုတ်ဘူးပေါ့။ဘာလို့လို့တော့ဆိုရင်လူတွေကဒီပုံစံနဲ့အသက်ရှည်ကြရတယ်။ယာတိဥရုကိုထိန်းချောင်းတယ်။ယာတိဥရုဆိုတာအပူနဲ့အေးကိုပြောတာ။အပူအေးမြတ်တဲ့စနစ်မရှိဘူးဆိုရင် အသက်သက်ရှိတဲ့ဝါးတွေမနေနိုင်ဘူးလေ။သက်ရှိတဲ့ဝါးသက်ရှင်နိုင်မှာမဟုတ်ဘူး။သက်ရှိတဲ့ဝါးတွေရဲ့ကံအားလျော်စွာ အပူအေးထိန်းကြီးတဲ့တဘာဝကြီးကရှိကိုနေတာပေါ့အဲ့ဒီတဘာဝပေါ်မှာ လူတွေဟာတဘာဝကိုမိခိုးပြီးတော့တက်ရှိထင်ရှားတက်ရှိနေထိုင်ရတာဖြစ်တယ်ပေါ့ဒါကြောင့်မို့ဒီကနေ့ခေတ်စူဇန်လေးလာနေတာတွေ့ရှိတဲ့ကဘာကျိုးဂျိုကြီးတွေမှာတက်ရှိတရဝါတွေရှိနိုင်မရှိနိုင်စူဇန်နေကြတာအဲ့ဒီသဘောတွေကိုပြောတာเนาะတက်ရှိတရဝါတွေရှိနိုင်တယ်ဆိုလို့ရှိရင် ရာသီဥရုထိန်ချီထိန်ချုပ်တဲ့သဘောတွေရှိရမယ်။တောက်ဆရာရေရှိရမယ်။အစာအာဟာရရှိရမယ်ဆိုတဲ့အဲ့ဒီလိုသက်ရှိသရဝါတွေရှင်းသန်းနိုင်တဲ့အနေအထားတစ်ခုရှိမှသာလေသက်ရှိသရဝါတွေနေနိုင်တာဖြစ်တယ်။အဲ့ဒါလိုကမ္ဘာလောကကြီးအလွန်ကြာတော်လဲပဲကုသကောင်းမှုပြုဖို့ဆိုတာအမှန်တမ်းခဲနေတယ်။ဒီကနေ့ခေတ်မြန်မာနိုင်ငံနေမဲ့ချီအောင်ပေါ့ ကထိန်ကထိန်သင်္ကန်းတွေကကြတယ်ကထိန်လူတွေလူကြတယ်များတယ်လို့ဆိုရတော့လည်းပဲနော်လူဥယေနဲ့ဒေသအကျယ်ဝန်းနဲ့တွက်ချိလိုက်ရင်မများဘူးလို့ပြောပါမယ်နော်မများဘူးလို့ပြောလို့ရကဘာနဲ့ခြေပြီးတော့တွက်ကြည့်မယ်ဆိုရင်လူသန်းပေါင်း9000ကျော်ရှိရတယ်ပဲကထိန်သင်္ကန်းကတ်တဲ့လူဘယ်နှဦးရှိလို့ဆိုနည်းနည်းလေးပဲအဲ့ကြတော့လုံးဝနည်းနည်းလေးဖြစ်တယ်လူဥယေတောင်မှပဲတရိတ်ဆန်ဥယေနဲ့နိုင်ရှင်လိုက်ရင်လွန်နေတယ် ဒါကြောင့်မို့ဒုဒ္ဓရီရှာခဲ့တဲ့အခွင့်အရေးကြီးတစ်ခုရှာခဲ့တယ်ဆိုတာကိုယ့်အတွက်ကောင်းကျိုးချမ်းသာပေးနိုင်တဲ့အခွင့်အရေးကြီးတစ်ခုဒီနေ့ကုသိုလ်ကောင်းမှုကိုလုံးလိုက်ရတယ်လို့တာမန်စိတ်ထဲတာမန်ကထိန်ခင့်မှုကထိန်လူရတယ်ဆိုတဲ့အတွေးမျိုးတွေမတွေးပဲနဲ့စိတ်စိတ်တေချာတွေးပြီးတော့ကိုယ့်ဘဝအရေးကိုတေချာတွေးပြီးဝန္တာကျင်နူးဝဲဖြစ်အောင်စဉ်းစားတတ်ဖို့လိုတယ်ပေါ့နော်စဉ်းစားရမှာအခွင့်အရေးဆိုတာ အဲ့လိုစဉ်းစားပြီးကုသကောင်မှုတွေပြုတဲ့အခါမှာဝန္တာပိတိတွေပို့ပြီးတော့ဖြစ်လာနိုင်တယ်ပေါ့နော်။ဒါကြောင့်မို့ဒီဒါနကောင်မှုတစ်ခုပြုတယ်ဆိုတာဟာယသဗျာရဲ့တရားတော်နဲ့ဆက်ဟပ်ပြီးတော့ကြည့်။ဘာလို့လို့အကျိုးနဲ့အပြစ်ဆိုတာစီစေရတယ်။အကျိုးအပြစ်မစစ်လို့ရှိရင် လူဟာကြီးပွားတွေ့တွေ့မှုမရဘူးစီပွားဥစ္စာလုံးတယ်ဆိုတဲ့အခါမှာလဲသူကအကျိုးအမြတ်ဘလောက်ရသလဲဆိုသိပြီးလှုပ်ချာအခုဒီ United Pacific Company Advanced Myanmar Star ဆိုတဲ့ကုမ္ပဏီတွေတည်ထောင်ပြီးတော့လုပ်တဲ့အခါဒီကုမ္ပဏီလုပ်ငန်းဟာစီပွားရေးအကျိုးအမြတ်ဘလောက်ရှိသလဲဆိုတာကိုချိန်ပြီးလှုပ်ချတာပဲမဟုတ်လားအကျိုးမရှိဘူးဆိုရင်ဘယ်သူမှမလုပ်ဘူး ဘယ်ကိစ္စပဲအကျိုးရှိခုကထိန်ခင်းနေဆိုတော့အကျိုးရှိသလားလှူရတန်းတာရောအကျိုးရှိသလားအကျိုးရှိမှလောက်အောင်အကျိုးမရှိဘူးအကျိုးကိုတိဖို့လိုအပ်တယ်အကျိုးတိတာအမှန်တမှကောင်းတယ်တခြားလူတွေမှလည်းပဲအပြစ်ကောရှိသလားဒါလည်းကြည့်ရမယ်ဘယ်ကိစ္စပဲဖြစ်ဖြစ်အကျိုးနဲ့အပြစ်ကိုစစ်စစ်တန်ရမယ်လို့ဆိုလိုတယ်နော်မစစ်စစ်ဘူးဆိုလို့ရှိရင်လုံမိတဲ့အလုပ်တစ်ခုဟာ ကောင်းကျိုးကိုတော့လည်းဖြစ်စေမှာဖြစ်တယ်ဆိုးကျိုးကိုတော့လည်းပေးမှာပဲဖြစ်တယ်။ထောင်ထဲသွားကြည့်လူတွေဟာမလုံတဲ့နာတွေလုံပြီးသွားလို့အပြစ်ခံရတာပေါ့။ပြစ်ဒဏ်ကြနေတဲ့ပုဂ္ဂိုလ်တွေအမှားတစ်ခုပြုလို့ပြန်ပြစ်ဒဏ်ကြ။ကောင်းကျိုးချမ်းသာထို့တူပဲကောင်းတဲ့လုပ်တွေကိုလုပ်တဲ့အခါမှာကောင်းကျိုးချမ်းသာဆိုတာရတယ်။အကျိုးမသိပဲနဲ့လည်းမလုပ်ရဘူး။လုပ်တာမကောင်းဘူး။အကျိုးသိပြီးမှလုပ်တာကောင်းတယ်။အဲ့တော့ဒါဖြင့် ကထိန်အလှတော်ဆိုတာတို့ဝါဇုကာလမှာဝါဇုသင်္ကန်းကထာတို့တခြားဒါနာကောင်းမှုပြုတာတွေတို့ဆင်းရဲတဲ့လူတွေကိုကြီးဆောင်းလျှောက်တာတို့ပေရကဏလှူရတန်းနာကိုကျင်းသီလထင်းသိမ်းဆောင်းလျှောက်တာဆိုတဲ့ဒီအလုပ်တွေဟာအကျိုးရှိသလားဘလို့အကျိုးတွေရှိသလဲအကျိုးရှိလို့ရှိအဲ့ဒီအကျိုးတရားတွေကို သိရှိ နားလည်ဖို့မြတ်စွာဘုရားဟောထားတဲ့ဒိဋ္ဌနာလေးတစ်ပုဒ်ကိုမှတ်ထားเนาะ အကျိုးဆိုတာခုချက်ချင်းရတဲ့အကျိုးရှိတယ်နောက်မှရတဲ့အကျိုးရှိကုမ္ပဏီဟာဂဏိထောင်ဂဏိအကျိုးမြတ်ရတာမှမဟုတ်တာနော်အချိန်ခါတစ်ခုရအလုံးလုံးပြီးတော့မှပဲအကျိုးဘလောက်ထွက်တယ်ဆိုတော့ပြောကြတာချက်ချင်းကြီးအကျိုးမြတ်ဆိုမရဘယ်လို့ပဲဖြစ်ဖြစ်တရားချန်တဲကြီးပါလားဂဏိတဲဂဏိသီးဂဏိအရင်ကြည်တာမှမဟုတ်တာနော်အကျိုးမြတ်ရဖို့ဆိုတာအသာထားကုန်ကြစိတ်တောင်ပြတ်မရနိုင်ဘူး အဲ့တော့ဘယ်ကိစ္စပဲဖြစ်ဖြစ် long term plan short term plan နဲ့လှုပ်သွားကြတာဒါနကောင်းမှုဆိုတာလည်းအတူတူပဲခုကထိန်ခင်းနေဆိုတဲ့အကျိုးဟာချက်ချင်းရတဲ့အကျိုးရှိတယ်နောက်မှရမယ်အကျိုးရှိတယ်အဲ့ဒီအကျိုးကို မျှော်ကိုးပြီးတော့လှုပ်ကြတာဖြစ်တယ်စိုက်ပျိုးရေးလှုပ်တဲ့ပုံကိုယ်တွေဟာရင်းနှီးမြှုပ်နှံလိုက်တာထွက်လာမဲ့တိနံကိုမျှော်ကိုးပြီးလှုပ်တာပဲလေအဲ့ဒီရလာမဲ့အကျိုးပေါ်မှာကြည့်ပြီးတော့ရင်းနှီးမြှုပ်နှံကြတာ အခုလိုကုသိုလ်ကောင်းမှုလုပ်တယ်ဆိုတာယင်းနိမြုံနံမှုတစ်ခုပဲပေါ့ယင်းနိမြုံနံမှုတစ်ခုလုပ်တယ်လို့ကိုယ်စိတ်ချင်းကလုံမှတ်တယ်။မြတ်စွာဘုရားဟောထားတဲ့တရားတော်လေးတစ်ပုဒ်ကိုကြည့်။ဒုပစ္စည်းဥစ္စာတွေရှာထားတယ်။နေစင်နဲ့အမြတ်စီးပွားရှာတယ်။ဝိကျေတနာတွေစုဆောင်ရတယ်။အလုပ်တွေလုပ်ကြရတယ်။အာသမင်းလေးတနက်စားတာမနေ့ကြီးရုံးကန်နေရပါတယ်လို့ညီးလဲညီးရတယ်နော်။အဲ့ဒါလို့ လုတ်ကင်နေရတဲ့ဟာတွေဟာလုတ်ကင်လို့ရလာတဲ့ပစ္စည်းဥစ္စာတွေကိုအခုလို့လှူလိုက်တန်းလိုက်တဲ့အခါကုံမသွားဘူးလားနော်ကိုရှာထားတဲ့ပစ္စည်းတွေကုံသွားတာပဲလားလို့ဆိုကုံသွားတာတွင်ကြည့်ရင်ဘယ်သူမှလှူမှာမဟုတ်ဘူးရှားရှိလာမဲ့အကျိုးကိုသိရှိဖို့လိုတယ်ပေါ့နော်ကုံယုံတတ်တတ်မဟုတ်ဘဲနဲ့အကျိုးတရားဆိုရနိုင်တယ်ဥပမာလေးတစ်ခုကိုမြတ်စွာဘုရားဟောတာ အဲ့ဒီဥပမာလေးကိုရှင်းရှင်းလေးမှတ်တာအာဒိတ်တသမိအခါရသမိယန္နီဟရတိဘာဇနာတဟောတိတတအထာယနောစယတထတရှိတိကိုနေတဲ့အိမ်ကိုမီးလောင်ပြီဆိုလို့ရှိရင်မတတ်နိုင်တော့ဘာလို့ရတော့အိမ်ထဲကရသမြပစ္စည်းတွေဆွဲထုတ်ကြနော်အိမ်ထဲပစ္စည်းတွေရသမြတဲထုတ်ရတယ်ပြင်မဲ့ကိုမီးတွေမပအောင်ဆွဲထုတ်ရ ဆွဲထုတ်ထားပြီးမိလွတ်သွားပြီဆိုလို့ရှိရင်တော့အဲ့ဒီပစ္စည်းတွေဟာကိုယ့်အတွက်အသုံးဝင်သွားတယ်နော်အိမ်မီးလောင်လို့ယူလိုက်လို့ရလိုက်သမျှပစ္စည်းတွေမှန်သမျှကိုယ့်အတွက်အသုံးဝင်တဲ့ပစ္စည်းတွေပဲဖြစ်တယ်သို့တော်မီးတဲ့ပါသွားပြီနောစယံတထတရှိတိမီးတဲ့ပါသွားတဲ့ပစ္စည်းကတော့ကိုယ့်အတွက်ဘာမှအကျိုးမရှိတော့ဘူးပြဖြစ်သွားပြီလေဆုံးရှုံးသွားပြီအဲ့တော့ အလူလူရာဟာအိမ်မီလောင်တဲ့အချိန်မှာဆွဲထုတ်လိုက်တဲ့ပစ္စည်းနဲ့အလားတရံတူတယ်။မလူပဲနဲ့မလူပဲနဲ့လည်းကုံသွားမှာပဲလေ။စားလို့ကုံမယ်၊သုံးလို့ကုံမယ်၊ဖြုံးလို့ကုံမယ်ဒါလည်းကုံမှာ။အဲ့ဒါကျတော့မီးတွေပါသွားတာနဲ့တူတယ်။မီးတွေပါသွားရင်ပါရမယ်၊ပြာပဲရမယ်။မီးသွေးကနေပြာပဲဖြစ်သွားမယ်။ဆွဲထုတ်လိုက်တဲ့ပစ္စည်းကျတော့ကို့အတွက်အကျိုးပြုတဲ့ပစ္စည်းဖြစ်မယ်တဲ့။မြတ်စွာဘုရားအဲ့ဒါ အရိတ္တသမိဂါရသမိယန္ဒီဟရတိပါဇနံတံဟောတိတတအထာယအိမ်မီးလောင်တဲ့အခါမှာဆွဲထုတ်လိုက်တဲ့ပစ္စည်းဟာအိမ်ရှင်အတွက်အသုံးဝင်ပါတယ်တဲ့နောစယန္တတ္ထတသတိအိမ်မီးလောင်တဲ့ထဲမီးလောင်ခံလိုက်ရတဲ့ပစ္စည်းတွေကတော့အိမ်ရှင်အတွက်ဘာမှ အသုံးမဝင်တော့ပါဘူးပစ္စည်းကိုနှမျိုးမှတ်ထားလိုက်ကိုရှာဖွေလို့ရတဲ့ပစ္စည်းတွေကို နေစဉ်သုံးဆွဲသုံးဖြုံးပြီးအကုန်လုံးဒီတိုင်းပြက်လိုက်တယ်ကုသိုလ်ကောင်းမှုဒီပစ္စည်းကိုအကြောင်းပြုပြီးကောင်းမှုကုသိုလ်မရလိုက်ဘူးဆိုလို့ရှိရင်တော့ပြီးတဲ့ပါသွားတဲ့ပစ္စည်းပဲအဲ့ဒီထဲကနေပြီးတော့ကုသိုလ်ကောင်းမှုတစ်ခု လုံးလိုက်ပြီးဆိုတာကြတော့ပြီးလောက်ရကဆွဲထုတ်လိုက်တဲ့ပစ္စည်းပဲကိုယ့်အတွက်သုံးဝင်မယ်လို့ဆိုဒါပြင်ဟုတ်ပြီအိမ်မီးလောင်တာဒါရှင်းပြီလူကြတော့ရောအဲ့ဒီအိမ်မီးလောင်နေတယ်လို့ပဲလူကိုလည်းပဲမီးလောင်နေတာကိုတတိမထားကြလို့ ဧဝံအာဒိတောလောကောစရာယမရဏိနာသာတဲ့အိမ်ကြီးမိလောင်နေတယ်လို့ကိုကိုဘွားကိုခန္ဓာကြီးလည်းပဲမိလောင်နေတယ်ဆိုတာတတိထားဖို့လိုတယ်မိလောင်တယ်ဆိုတာဗမိတာလောင်တာတော့ဆိုအိုချင်းတိဟူသောမိနာချင်းတိဟူသောမိတေချင်းတိဟူသောမိရလောင်တာလောင်လို့မှခေါင်းတွေကလည်းတဖြည်းဖြည်းဖြူလာတယ်သွားတွေလည်းကျိုးလာတယ်ပေးရီလည်းတွန့်လာကြနောက်ဆုံးမှာ ဒီခန္ဓာအိမ်ကြီးမီးလောင်သွားဒီရိုးရိုးနေတဲ့အိမ်ကြီးမီးမီးလောင်ပြီးတော့ပြချသွားတယ်လို့ပဲနောက်ဆုံးကြတော့လေရှန်ကုန်ဘက်ကလူတွေကြတော့ရေဝေးရောက်သွားတာမန္တလေးဘက်ကလူတွေကတော့လေဟိုကြံ့နေကန်ရောက်သွားတာနောက်ဆုံးအိမ်ကြီးမီးလောင်တယ်လို့ပဲခန္ဓာအိမ်ကြီးကလည်းမီးလောင်ပြီးတနေ့သွားတာအဲ့ဒီထဲကနေပြီးတော့ခန္ဓာကိုယ်ပိုင်တဲ့ပစ္စည်းတစ်ခုကိုဆွဲမထုတ်လိုက်ဘူးဆိုလို့ရှိရင်ကိုယ်အတွက်ဟာ ပြာနဲ့မိသွေးပဲဖြစ်မှာပဲခန္ဓာကိုယ်တွေကเนาะအဲ့ဒီဥပမာပြောတာအေဝံအရိတကောလောကောစရာယမရဏိနသသရဝါတွေကိုလည်းပဲဒီလိုဥချင်းနာချင်းသိချင်းဆိုပြီးမိတွေလောင်းနေတာတဲ့နိဟရထေဝဒါနေနဒိဏံဟောတိသူနိဟတံအေးအဲ့လိုမိလောင်နေတဲ့အချိန်မှာကိုကိုအရင်ပြုပြီးတော့ရှာပွေထားတဲ့ပစ္စည်းတွေကိုဒါနနဲ့ထုတ်ယူလိုက်ကြထုတ်မယူလိုက်ရင်မိတွေပါသွားလိမ့်မယ်เนาะ ဒါနကောင်းမှုလုပ်ပြီးတော့ဒါနစေရနာဆိုတဲ့ကုသိုလ်ကိုရလိုက်တယ်ဆိုလို့ရှင်အဲ့ဒီကုသိုလ်ဟာကိုယ့်အတွက်အသုံးဝင်ပါလိမ့်မယ်ထုတ်ယူလိုက်တဲ့ပစ္စည်းဖြစ်သွားပါတယ်နိဟရတိဝဒါနေနာပေကံစွန်ကျန်လူတန်းချင်းဖြင့်ထုတ်ယူလိုက်ပါအခု United Pacific Company မိသားစုတပတ်မြန်မာ Star Company မိသားစုနဲ့ကုမ္ပဏီဝန်ထမ်းတွေဟာစုပေါင်းပြီးတော့စေရနာသရတရားအားလျော်စွာ ချိန်ခါလိုက်ကထိန်သင်္ကန်းကိုစကလူတန်းပြီးကထိန်လူတော်မင်္ဂလာဆင်ခြင်းပနေတာကိုလှုပ်အားကိုပိုင်နဲ့ထဲရနေပြီးတော့မိတို့ရာကိုထုတ်ယူလိုက်တဲ့သဘောပဲဒါကိုပိုင်သွားပြီလို့ပဲသိချမှတ်ပြီးတော့ကျန်တာကိုတခုမှမပိုင်ဘူးပိုင်တယ်လို့လူတွေကထင်နေကြတယ်အဲကိုကိုဝတ်ထားတဲ့လက်စွပ်နော်ပန်ထားတဲ့နှကအိမ်ရှိတာတွေပစ္စည်းတွေကိုပိုင်တယ်လို့ထင်တာအကန့်တ်ကလေးရှိတယ်ကန့်တ်ကလေးအတွင်းမှာ မျက်စိလေးနှလုံးမမိတ်ခင်တော့ပိုင်တယ်ပြောမှာပဲမိတ်သွားတာနဲ့တပြိုင်တည်းမပိုင်တော့ဘူးနော်မပိုင်တော့ဘူးအိမ်မော်လည်းမထားတော့ဘူးအဲ့ဒါစဉ်းစားကြည့်ပေါ့နော်ကိုပိုင်တဲ့အချိန်လေးကအဲ့ဒါမှတူထောင်းတယ်အဲ့ဒီထဲကဒါနာကောင်းမှုလုပ်ပြီးတော့ထုတ်ယူလိုက်လို့ဒီလိုပြောတာဒိဏဟောတိသူနိယတံကိုလှူလိုက်တဲ့ပစ္စည်းဟာတစ်ချက်တစ်ပြားပဲဖြစ်ဖြစ် အဲ့ဒီကရလိုက်တဲ့စေရနာတော့အကောင်းဆုံးထုတ်ယူလိုက်ခြင်းပဲဖြစ်တယ်ဘယ်တော့မှပျောက်ပြဲမသွားဘူးလို့သူတို့ပြောတာเนาะဒီဟာကိုဘုန်းကြီးတို့တွေကသိနိုင်ကြတာမဟုတ်ဘူးမြတ်စွာဘုရားကဒါဟောပြတာမင်းပျောက်သွားမှာမဟုတ်ဘူးရမှာဆိုပါစို့စဉ်းစားကြည့်လေလေဆိုင်တဲ့လူတွေကြည့်ပေါ့စဘာတရင်ကျဲတယ်ဆိုတော့အဲ့စဘာကိုမြေကြီးထဲကျက်ပက်ပလိုက်တာဆိုကုံသွားတာပဲမဟုတ်လား ူမှယုံကြည်ချက်ကပါရှိတော့ဆိုတည်တင်းချိလိုက်လို့ရှိရင်တင်း90ရမယ်တင်းတရားရမယ်ယုံကြည်ချက်နဲ့သာလောက်ရတာဒီစဘာတည်းကတော့ဆုံးရှုံးသွားပြီမရတော့ပြီးပြီလေဒီမျိုးစရပြုတ်ပုတ်သွားမှာပဲသူကသူပုတ်မယ်အပင်ပေါက်သွားမယ်ဒါပဲရှိတယ်သို့တော့အဲ့ဒီမျိုးစေးကနေပြီးတော့အပင်ပေါက်ပြီးပြန်ပြီးတော့တီးလိုက်တဲ့အသီးကို မျောလင်းပြီးတော့လူတွေကလှုပ်ချတာပဲဖြစ်တယ်စဘာတင်းတရားလည်းကျဲနိုင်တယ် အဲ့ဒီကထွက်လာတဲ့သီးနှံကိုမျောကိုပြီးတော့လုတ်တယ်အဲ့ဒါလိုပဲကုသိုလ်ကောင်းမှုလုတ်တယ်ဆိုတာခုလှူခုလှူလိုက်ရင်ကုံသွားတာပဲဒါတေးချားတယ်အဲ့ကုံသွားတဲ့ဟာအသီးအပွင့်ဖြစ်လာပြီးပြန်ပြီးတော့ကို့မှာအသီးအပွင့်နေနဲ့အကျိုးပြုမဲ့အချိန်ဆိုတာတိုင်းတာတစ်ခုရှိတယ်စောင့်ဆိုင်းရမှာဖြစ်တယ်အဲ့ဒါကြောင့်မို့အဲ့ဒါကိုယုံကြည်လို့လုတ်ကြတာဒါကံကံရဲ့အကျိုးကိုယုံကြည်တယ်လို့ခေါ်တယ်နော်ယုံကြည်ချက်နဲ့အလုပ်လုပ်ကြတာဒါဖြစ်တယ်ဘော အေးမြတ်စွာဘုရားကအဲ့ဒီတရားကိုခေါ်တာဖြစ်တယ်ဒါနာကောင်းမှုနဲ့ထုတ်ယူလိုက်တဲ့ပစ္စည်းဟာတကယ်အခိုင်အမာထုတ်ထုတ်ယူလိုက်တာဖြစ်တယ်ဒါဖြင့်ထုတ်ယူတာဒါနာကောင်းမှုနဲ့တင်လားလို့ဆိုမဟုတ်ဘူးနော်ကုမ္ပဏီဝန်ထမ်းတွေသတိထားပေါ့ကြားလားအေးအလုံးနဲ့သတိထားမှဖြစ်တယ်မြတ်စွာဘုရားကပြောတဲ့နေရာမှာကုသိုလ်ကောင်းမှုဆိုတာဟာပတ်စံကောင်းမှဖြစ်တာမဟုတ်ဘူး ပစ္စမကုံမဲနဲ့ရတဲ့ကုသိုလ်တွေကိုလည်းသတိထားဖို့ပေါ့မြတ်စွာဘုရားကဒီတုတ်တမှာဟောထားတဲ့စကားလေးကယောထကာယေနတန်ယမောဝါစာယဥဒ္ဒစေတတာဒီကိုအကာယကံမြောက်မဟုတ်တာမလုပ်ဘူးဒုစရိုက်ကိုမလုပ်ဘူးမကောင်းတာမလုပ်ဘူးတိတ်ခါရှိရှိနေတယ်နှုတ်နဲ့လည်းမကောင်းတာမလုပ်မပြောဘူးတိတ်ခါရှိရှိနေတယ်စိတ်แท้ကလည်းပဲမကောင်းဘူးမဟုတ်ဘူးဖြစ်မဲ့ အကြံစီတွေမကောင်းတဲ့အတွေးတွေမတွေးဘူးဟောကိုမြင့်မြတ်တဲ့အနေထားကိုကာယကိုလည်းကိုဖြင့်ပြုလုပ်တဲ့မှုကိုလည်းဆောင်စည်းတယ်နှုတ်ကိုလည်းဆောင်စည်းတယ်စိတ်ကိုလည်းဆောင်စည်းတယ်ဆိုဒီအလုဟာဒီထုတ်ယူခြင်းတစ်မျိုးပဲဖြစ်တယ်ထုတ်ယူရဲဆိုတာဒုစရအလုတွေကိုမလုပ်ဘဲနဲ့ဆောင်စည်းတာဟာလည်းပဲအမတမတမိုးကြီးတဲ့ထုတ်ယူမှုတစ်ခုပဲဖြစ်တယ်ခန္ဓာအင်းကြီးမီးလောင်နေတဲ့အချိန်လေးမှာ ဒါကောင်းကျိုးချမ်းသာရဖို့ရတဲ့ထုတ်ကိုဆောင်စည်းမှုနှုတ်ကိုဆောင်စည်းမှုဆိုတာကိုချင်းသီလလို့ခေါ်တယ်စိတ်ကိုဆောင်စည်းမှုဆိုတာအိန္ဒိယတံဝရဒီဘက်ကနေလာတာဖြစ်တယ်အဲ့ဒါလို့ကိုကိုဆောင်စည်းမှုနှုတ်ကိုဆောင်စည်းမှု စိတ်ကိုကိုစိတ်ကိုထိမ့်သိမ်းဆောင်ရှောင်မှုဆိုတဲ့ဒီကိုချင်းတရားလေးတွေဟာတာမန်လို့မအောင်မေးကြနေနဲ့အဲ့ကိုချင်းတရားဟာလည်းပဲအမြဲတမ်းမှုမြတ်တယ်လို့သူတို့ခေါ်တယ် ဒီအလုရှင်တဲ့အလုသမားဆိုတာတဦးနဲ့တဦးအပြန်လန်ကိုင်းကျွန်းမိကျွန်းကိုင်းမိတော့ကြကိုင်းကျွန်းမိကျွန်းကိုင်းမိဆိုတဲ့အခါကိုလေနားမလဲတဲ့အခါကျွန်းမင်းလေးကျွန်းမင်းကြီးကိုကိုင်းမင်းလေးကမှီးနေတယ်ကိုင်းမင်းကိုကျွန်းမင်းကမှီးတယ်လို့လည်းဒီလိုအသေးပဲပြောမပြောနိုင်ကိုင်းကျွန်းမိကျွန်းကိုင်းမိဆိုတာရေလဲကောင်းမှာကျွန်းမြေကုန်းကုန်းကျွန်းပေါ်နေတဲ့အခါမှာအဲ့ဒီကျွန်းပေါ်မှာကိုင်းမင်းလေးပေါက်တယ် အဲ့ဒီကိုင်းမင်းနေရှိလို့ဒီကျွန်းဟာကဘာမပြူနော်ကိုင်းမင်းနေကအမြင့်နဲ့စုစည်းထားလို့အဲ့ဒီဟာကဘာမပြူဒီကိုင်းမင်းနေဟာလည်းပဲဒီကျွန်းမြေရှိလို့ပေါက်လို့ရတယ်လို့အပြန်လှန်ကျွန်းကိုင်းမင်းကိုင်းကျွန်းမင်းဆိုကုမ္ပဏီနဲ့ကုမ္ပဏီဝန်ထမ်းဆိုတာလည်းပဲကျွန်းကိုင်းမင်းကိုင်းကျွန်းမင်းနော်ကုမ္ပဏီအရင်ဤထုတ်ပြီးကုမ္ပဏီတည်ထောင်ထားသည့်အတွက်ကြောင့်ကုမ္ပဏီဝန်ထမ်းတွေစာဝတ်နေရေး ကိုယ်အတိုင်းအတာတစ်ခုနဲ့ရရှိကြတာဖြစ်တယ်ပေါ့အလုံးလမဲ့မဖြစ်ဘဲနဲ့ကိုယ်ဘဝအတွက်တုတ်တဲ့အတုတ်တဲ့ကြောင့်သာဝနေပြည်စုံရတယ်ကုမ္ပဏီဝန်ထမ်းတွေကိုအကြောင်းပြုပြီးကုမ္ပဏီကလည်းပဲကုမ္ပဏီလုပ်ငန်းတွေကိုလုံနိုင်တာဖြစ်တယ်ဝန်ထမ်းရှိဘဲနဲ့လည်းအလုံးမလုံနိုင်ဘူးဒါကြောင့်မို့တုံနှုတ်တုံနဲ့တူဟာအကျိုးပြုနေကြတာဖြစ်လို့တုံနဲ့တူပေါင်းစုပြီးတော့လုပ်ကြကုမ္ပဏီဝန်ထမ်းက တောင်းမကြည့်ဘူးဆိုရင်ကုမ္ပဏီကပြိုလဲသွားမယ်ကုမ္ပဏီပြိုလဲသွားရင်ကုမ္ပဏီဝန်တန်းတွေကလည်းအလုပ်လည်းမဖြစ်ကုန်ဘူးနှုတ်ဦးနှုတ်ကရှင်းတန်းပြီးတော့ပေါင်းဆက်ပြီးတော့လုပ်နေချလို့ရှိရင်တော့ကုမ္ပဏီကြီးပွားလေးလေးဝန်တန်းတွေလေးတာယာပြောရွှင်နေပွဲလေးဖြစ်လာလေးစာဝတ်နေရေးအတွက်မပင်မပန်းဖြစ်လေးလေးဒီလိုဖြစ်လာအဲ့တော့ဘယ်ရာပဲဖြစ်ဖြစ်ပေါင်းဆက်ပြီးအလုပ်လုပ်ရတယ်ဆိုတာကိုကိုတောင်းဝန်ကြရကိုစ조사အထောက်ချင်ဒါလည်းပဲ ကာယေနယောသကာယေနတန်မောဝါစာယဥဒ္ဒစီကိုယ်ကိုဆောင်စည်းမှုနှုတ်ကိုဆောင်စည်းမှုနော်စိတ်ဓာတ်ကြံခိုင်မှုဆိုတဲ့ဟာတွေကပေါင်းစပ်နေသည့်အတွက်ကြောင့်ဒီဘဝမှာချမ်းသာဒုက္ခရပြီးတော့နောက်ဘဝရောက်တဲ့အခါမှာလည်းပဲဒါတွေကကိုယ်အတွက်ကြိုပြမယ်တန်တတပေတတဒုက္ခယဟောတိယံစီဝမနော ပကရောတိပုံညာတက်ရှိထင်ရှားအချိန်မှာကောင်းတဲ့အလုပ်ကိုလုပ်တယ် ကောင်းတဲ့လို့ဆိုတာ human dignity ဆိုတာကိုချင်တရားကိုချင်တရားမပြတ်ဒီ ethic ဆိုတဲ့ကိုချင်တရား company ကရှိရမယ် ethic company ဝန်ထမ်းတွေကရှိရမယ် ethic ဆိုတာအတီးဒီကိုချင်တရားကိုတောင်းဝတရားဆိုတာရှိကြတယ်အဲ့ဒီဝတရားမပြတ်ပေါင်းစပ်ပြီးတော့အလုပ်လုပ်ကြလို့ရှိရင်ပြစ္ဆုတ်ပံဘဝမှာလည်းကြီးပွားတိုးတက်လာမယ်ကြီးပွားတိုးတက်မှုကိုအကြောင်းပြပြီးတမလွန်ဘဝမှာလည်းကောင်းကျိုးချမ်းသာတွေရ ကုသိုလ်ဆိုတာဟာကောင်းကျိုးတွေကိုဖြစ်ထွန်းစေတာကိုခေါ်တာပဲဖြစ်တယ်เนาะဟိုတရားတွေကိုတတ်တာတို့မူရစေဝါသုံးတာတို့ဓာရီကလွဲပြီးတော့ကောင်းကျိုးချမ်းသာဖြစ်နိုင်ဖြစ်စေနိုင်တဲ့အလုပ်တွေအတွေးတွေအပြောတွေမှန်သမျှဒါကုသိုလ်တွေကြီးပဲအကုန်လုံးဒီတဲ့ပဲဘုန်းကြီးကျောင်းလူမှကုသိုလ်မဟုတ်เนาะအဲ့ဒါလို့ကုသိုလ်ကောင်းမှုဆိုတာအဗ္ဗဓမ္မအရေးကြီးတယ်ဒါကြောင့်ကိုယ်စိတ်ဓာတ်ကိုလည်းကိုယ်ပြင်ရတယ်ကိုယ့်ရဲ့ ီလွတ်ဆောင်မှုတွေကိုလည်းစ조사ရတယ်ပြောအပြောဆိုတွေကိုလည်းဆင်ញင်ရတယ်ဆိုတဲ့ကိုကိုထိမ့်သိင်းခြင်းနှုတ်ကိုထိမ့်သိင်းခြင်းစိတ်ကိုဖြောင်းမအောင်ထားခြင်းဆိုတဲ့ဒီသီလသဘောတည့်ရောက်တဲ့ခုချင်းတရားတွေဟာလည်းပဲကုသိုလ်တွေပဲအိမ်ကြီးတဲ့ကနေပြီးတော့မိလောက်နေတဲ့အချိန်မှာဆွဲထုတ်လိုက်ရတဲ့ပစ္စည်းတွေပဲလို့ဒီလိုမြတ်စွာဘုရားကဟောတာဖြစ်တယ်အဲ့ဒီလိုယံစီဝမနောပကရောတိပုံညာ အခုဒီကနေ့လှုပ်လိုက်တဲ့ကုသိုလ်ကောင်းမှုတို့ကထိန်လူတော့ကကုသိုလ်ဖြစ်ပါဝင်တယ်သီလဆောက်တည်တယ်နော်ကိုယ်လည်းနဲ့လူကြတယ်တန်းကြတယ်ကိုယ်ချွေးနဲ့ဇာတဲ့အထုပ်ပြီးတော့လူကြတယ်ဆိုရင်ဒီကုသိုလ်ကောင်းမှုတွေဟာတန်တတပေတတဒုက္ခယဟောတိတူမြတ်စွာဘုရားအဲ့ဒီတမလုံးဘုရားရောက်တဲ့အခါမှာဒီခုလှုပ်တဲ့ကုသိုလ်ကောင်းမှုတွေဟာကိုယ့်အတွက်ကောင်းကျိုးချမ်းသာပေးမှာဧကံစစ်စစ်ဖြစ်တယ် ကိုစိုက်လိုက်တဲ့အပင်ဟာတနေ့တော့တီးမှာပဲတီးလို့ရှိရင်ကိုအသီးစားမှာဆိုတာကိုရှုံးချေကြတယ်လို့ပဲကုသိုလ်ကောင်းမှုကလည်းကောင်းကျိုးချမ်းသာဖြစ်ပွားမှာဆိုတာကိုယုံကြည်ကြမှာဖြစ်တယ်။ဒါကြောင့်မို့မြတ်စွာဘုရားဟောထားတဲ့ဒီအာရိတတုတ်အဆုံးမစကားကိုနိုင်မသားပြီးတော့မိမိတို့ရရှိထားတဲ့ဘဝဘုရားကိုယုံကြည်မြတ်နိုးကြတဲ့ဘုရားဝါဒဝင် သူတော်စင်တွေဖြစ်တည်ရတဲ့ဥစ္စာမြတ်စွာဘုရားရဲ့အဆုံးမအတိုင်းတို့ရဲ့ဘဝကို ပြုပြင်ပြီးတော့ဒုဘဝဟာအကောင်းဆုံးဖြစ်အောင်ကြိုးစားအထောက်ကြအမှဖြစ်တယ်လို့ကိုစီကိုစီနှလုံးသွင်းပြီးကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း